ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကလည်းပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ချဲဆီနဲ့မိုင်တို့ထိတိုက်တွေးကြမယ်ပွဲမှာဆန်ချိုကချဲဆီအတွက်ဝင်ကစားခွင့်ရရှိနိုင်မလားချဲဆီနဲ့မိုင်တို့ကအခုလာမယ့်အပတ်မှာတော့ပရီးမီးယားလိပွဲစဉ်ဖြစ်ဒိတ်တိုက်တွေးဆောင်ကြမှာလည်းဖြစ်ပါတယ်ချဲဆီသင်းစီမှာအငှားနဲ့သွားပြီးတော့ကစားနေတဲ့မိုင်ကစားမဆန်ချိုတယောက်ရှိနေပါတယ်များသောအားဖြင့်တော့ကလပ်သင်းတွေကကစားမတယောက်ငှားချခဲ့မယ်ဆိုရင်သူတို့နဲ့သူတို့ငှားချထားတဲ့အသင်းတွေထိတိုက်တွေးဆောင်ကြတဲ့အခါမှာ တို့ရဲ့ exam ကဝင်းအောင်ကစားခြင်းမပြုရဘူးဆိုရယ်စီကံကြတစ်ခုကိုအငားချထားကလေးကကြိုတင်ပြီးတော့တတ်မှတ်တာရှိပါတယ်ဒါကြောင့်ဂရုဘာမှာထိလိုက်ပြီးစုံကြမယ်ချဲစီနဲ့မိုင်းတွေပွဲစဉ်မှာဇန်ချိုကချဲစီတို့ကကိုစားပြီးပေါင်ပြီးတော့ကစားပေးနိုင်မလားဆိုတာပရိသတ်တွေအားလုံးကသိကျင်နေကြတဲ့ပုံစံတစ်ပုဒ်ဖြစ်ပါတယ်မိုင်းနဲ့ချဲစီတို့ကတန်းပြုတ်သွားပြီးတဲ့နောက်အင်မိုရီမြောင်သိန်းကနစ်စရိုင်းလက်ထက်မှာတုန်းကမိုင်းကွေးမှာထိလိုက်ပြီးစုံထားခဲ့ကြပြီဖြစ်ပါတယ်ဆိုတာချင်းတော့မိုင်းသိန်းကတက်ပြတ်နေမယ်လေချဲစီသိန်းကိုတော့အကောင်းဆုံးရင်ဆိုင်ကစားသွားနိုင်ခဲ့ပြီးတော့အနိုင်ရရှိလို့နှီးပါ ဂျင်းနေတရားထိပိုင်ဆိုင်နိုင်ခဲ့မဲ့တဖက်တော်ကိုးစီတင်းနေပဲဂျင်းနဲ့ခဲ့ရပါလိမ့်။ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလည်းမိုင်းသိန်းဟာဝက်ဆမ်ကိုအိမ်ခွင်းမှာရှုံးနေခဲ့ပြီးတဲ့နောက်ဒီအားသင့်ပရီးမီးယားလိ18ပွဲထိရှုံးပွဲကြုံတွေ့သွားခဲ့ရပြီဖြစ်ပါလိမ့်။ဒါမျိုးဖြစ်ဖြစ်ကဆက်ဆရာကောင်းလွန်ပါလိမ့်။ယူရိုပါလိဘလားကိုရယူနိုင်ခဲ့မဲ့ဆိုရင်တောင်မှဒါနဲ့ဒီအားသင့်ပြန်ပြီးတော့အဖက်ဆင်နိုင်မှာမဟုတ်ဘူးဆိုတော့လည်းကျွန်တော်သိပါလိမ့်။ဖြစ်ခဲ့တဲ့များတွေအားလုံးကိုလည်းကျွန်တော်တာဝန်ယူပါတယ်လို့အေမိုရင်ကပြောခဲ့တယ်။ခုချိန်မှာတော့မိုင်းသိန်းဟာပရီးမီးယားလိမှာပေးစရာအဆင့်16နေရာကို ရောက်ရှိနေဖြစ်ပြီးတော့ဘောလုံးရာသီကုံဆုံးမှာလက်ထဲမှာနှစ်ပွဲသာကြံမာတော့တယ်။အဲ့နှစ်ပွဲထဲမှာတော့မိုင်းကချက်ဆင်းတဲ့အယူဆုံးရင်ဆိုင်သွားတော့မှာပါ။ဒီပွဲစဉ်ကမိုင်းသင်းရဲ့ဒီရသည်အမြင့်ဆုံးမျောလင်းချက်ဖြစ်တဲ့ယူရိုပါလိဖိုင်နယ်ပွဲမှာတိုင်ခင်မှာနောက်ဆုံးစားမယ်။ပရီးမီးယားလိဂ်ပွဲစဉ်လည်းဖြစ်လာမှာပါ။အိုင်ဘတ်ခွန်ရှိကိုဝမ်နိစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝမ်နိစ်ဘတ်အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်ရယူကစားလို့ရအောင်လဲသတင်းပေးပါစေ။ ဖုန်းဖုန်းကိမကစားခြင်းလဲဆိုတော့ဖုန်းနံပါတ် Viber 39633လုံး93လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာပြီးခဲ့တဲ့ WhatsApp နဲ့ပွဲတင်လုံးကလည်းမန်ယူသင်းဟာကစားမအင်အားအစုံလင်းကိုအသုံးပြုခဲ့တယ်ကံမကောင်းစားတယ်ပဲယူရိုကဒဏ်ရာသွားခဲ့ဖြစ်လို့အခု Chelsea နဲ့ပွဲစဉ်မှာတော့ Emery နေနဲ့အဓိကကစားမတွေကိုအစုံလင်းထုတ်သုံးလာဖို့မရှိပါဘူးဒီပွဲပြီးသွားရင် Europa League Final ပွဲကစားဖို့ရှိနေတာကြောင့်သူရဲ့လက်ယုံတပည့်အများအပြားကိုချန်လန်ထားခဲ့နိုင်ပါတယ် ။စံချောရချဲစီးတဲ့နိုင်ပြောင်းရွှေ့ရောက်ရှိလာပြီးတဲ့နောက်မှာမန်ယူသင်းရဲ့ပထမဆုံးကြိမ်ရင်ဆိုင်သွားဖို့ရှိနေပါ။ဒါပေမဲ့ဒီပွဲကြီးပွဲကောင်းဝင်ကစားခွင့်ရဖို့မှာဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ပရီးမီးယားလိရအငှားကစားမတွေကိုသူတို့ရဲ့မိခင်ကလပ်နဲ့ရင်ဆိုင်မှုတွေတားမြစ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်လို့ကာကွယ်ရှင်ဖြစ်တဲ့မန်ယူသင်းကခွင့်ပြုပေးမယ်ဆိုတော့စံချုံနေတဲ့ဖလားပြိုင်ပွဲဒီမှာဝင်ရောက်ကစားခွင့်ရရှိနိုင်ပေမဲ့ပရီးမီးယားလိမှာတော့ဝင်ကစားဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒီပွဲစီမှာတော့ Freedom League စံချုံတယောက်အနေနဲ့ Chelsea နဲ့မိုင်းဘွယ်ပွဲကြီးပရိသတ်တယောက်ဖြစ်နေတာအားပေးသွားဖို့ရှိနေပါဗျ။ ဒါပေမဲ့မိုင်ယွန်ကလည်းငားချတာရက်ရှိုးတယောက်နဲ့ဆန်ချိုလိုဖြစ်မျိုးနဲ့ရင်ဆိုင်မှုရှိပါတယ်မိုင်ယွန်ကရာသီတိုင်းပွဲစဉ်38မှာတော့ဗီလာနဲ့ရှမန်ကစားသွားမှာဖြစ်ပါတယ်ဆန်ချိုကချဲစီကိုရောက်လာကြတဲ့ကရာသီကောင်းမှာဖြစ်မနေဝယ်ခွင့်ပေါင်25သန်းနဲ့ဘောတူထားခဲ့တာပါတကယ်လို့ချဲစီဘက်ကမွဲကျွန်တော်ဘူးဆိုရင်တော့မိုင်ကိုဒန်ချင်းဝင်ပေါင်5သန်းပေးဆောင်မှာဖြစ်ပါတယ်ခုချိန်မှာတော့ချဲစီကလည်းဆန်ချိုဝယ်ဖို့အစီအစဉ်မရှိပါဘူးလက်ရှိမှာတော့ဆန်ချိုလေးပါခင်ဗျာခေါ်ဖို့အတွက်စိတ်ဝင်စားနေကြအောင်ဆန်ချိုရဲ့အနာဂတ်ကဘယ်လိုရှိလာမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေရပါ ။ဇော်လင်ကြီးရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။